မ္မေတုမိစ္ဆာစာရကံဟာအိမ်တော်ရှိတဲ့သူနဲ့ပြမမိမထိုက်ထားမျိုးလားဆိုတော့ဆောင်ကြွက်ကကြည့်မယ်အမျိုးသားတွေမပြင်းမှရမယ်အမျိုးသမီးက20ရှိတယ်ပါပါအအကြမ်းကြီးပြောမယ်ဆိုရင်အမေရဲ့အုတ်ထိန်မှုအောက်မှာရှိတယ်အဖေရဲ့အုတ်ထိန်မှုအောက်မှာရှိတယ်မိဘနှစ်ပါးလုံးရဲ့အုတ်ထိန်မှုကညီကောင်မောင်နှမတွေရဲ့အုတ်ထိန်မှုဆိုလိုတာကမိသားစုဝင်ဖြစ်လာလို့ရှိရင် တပ်မိသားစုရဲ့ဆောက်ရှောက်မှုလို့ခေါ်တာပဲဒါ responsible ဖြစ်သွားပြီလေအမဆွေမျိုးတော်လာပြီဆို responsible အဲ့ဒီအပြိုပဲဖြစ်စီယောက်ျားတွေကအမေရဲ့ထိမ့်သိမ်းဆောက်ရှောက်မှုအဖေရဲ့ထိမ့်သိမ်းဆောက်ရှောက်မှုတွေမကင်းသေးတဲ့အမျိုးသမီးတစ်ယောက်နဲ့ပြန်မလို့ရှင်ကမိသမီးဆက်ဆက်ကထိုက်တယ်နောက်တစ်ခါကြတော့မယားဆယ်မျိုးလို့ခေါ်တယ် တဝူကအိမ်တော်ပြုတ်ထားတဲ့မျိုးသမီးတွေတနီးနီးနဲ့အိမ်တော်ပြုတ်ထားတဲ့မျိုးသမီးက10မျိုးရှိတယ်။အဲဒီ10မျိုးနဲ့ပြမလို့ရှိရင်လေမျိုးသားတွေဟာကပိသမိဆန္ဒကထိုက်တယ်။အမျိုးသမီးဘက်ကနေချိမယ်ဆိုလို့ရှိရင်အမျိုးသမီးတွေဟာကိုယ်နဲ့အိမ်တော်ပြုတ်ထားတဲ့ပုဂ္ဂိုလ်ကလွဲပြီးတခြားပုဂ္ဂိုလ်ကပြမလို့ရှိရင်မျိုးသမီးတွေကကပိသမိဆန္ဒကထိုက်တယ်။ နော်ပုံပုံပြောပုံရဆိုလို့ရှိရင်အမျိုးသားတွေကအိမ်တော်မပြုတ်မချင်းအောင်ဘယ်မျိုးသမီးတွေမှဒီပြင်မလို့မရဘူးဆိုတဲ့ပုံစံမျိုးဖြစ်နေဟုတ်တယ် unlawful sex relation lawful ဆိုလူတိုင်းလူတိုင်းမှာနိုင်ငံထဲမှာလည်းဥပဒေတွေရှိတယ်နော်မှန်ပါသူကထုံတန်းစင်လာအရာထိမြန်ထားတာမဟုတ်ဘဲနဲ့အမီးရဲ့အုတ်ထဲမှုအောက်ရှိတဲ့ဖေးရဲ့အုတ်ထဲမှုအောက်ရှိတဲ့ဟာတွေနဲ့ဆက်သူကကမေစုမေဆာဆာလို့ပဲခေါ်တယ်မျိုးသားတွေကပုံများတယ် ဒါဖြင့်ပြည်တန်စာတွေရောအခကြီးငွေပေးပြီးတော့ပျော်ပါတာမျိုးကြာအဲ့ဒါတော့ note တဲ့သူကပြည်တန်စာကြတော့သူကမုဟုတိကလို့ခေါ်တယ်မုဟုတိကလည်းအဖြစ်ရှိတယ်မျိုးသားတွေကအပြစ်လွတ်တာနဲတယ်အန်လောဖို့မဖြစ်ဖို့ပဲရည်ချီတာပေါ့ဗုဒ္ဓဘာသာရဆိုလို့ရှိရင်အမျိုးသားနဲ့အမျိုးသမီးသဘောတူနေလို့ရှိရင်တော့မှဒီတရားဝင်လက်မထပ်ရသေးမယ်ဖြစ်ဖြစ်မိဘတွေရဲ့အုပ်ထိန်မှုအောက်မှာရှိနေသေးမယ်ဖြစ်ဖြစ်ပြမမိလို့ရှိရင်ကာမေသူမိစ္ဆာစာရကထိုက်တယ်လို့ရှင်ပြ သူကတော့မိဘတွေကသဘောတူထားပြီးပြီဆိုရင်တော့သဘောတူခြင်းဒီပင်လင်ခွင့်ပြုခြင်းဖြစ်သွားပြီပေါ့မှန်ပါဗျာဘလို့ဖြစ်เสียအကြောင်းတော့မရှိတော့ဘူးလို့ထင်ပါတယ်ထင်ပါနော်ထင်ပါနောက်တစ်ခုကကြတော့ဒီယောက်ျားဖြစ်သူကအပိဒံယဟန်ဝက်ခဲ့လို့ရှင်ရောမိဘဖြစ်သူကွာရှင်းပေးခြင်းစင်ပါလားဖြာအကေအဲ့ဒါထင်ပါအဲ့ဒါအဲ့တော့ယဟန်ဝတ်တယ်ဆိုတာ renounce လောက်တာပဲ renounce ဆိုဘာတွေကိုဆွံ့လို့ရတော့ဆိုရင် ဆွေမျိုးတွေကိုဆုံးလို့ရတယ်ကိုပိုင်တဲ့ပစ္စည်းဥစ္စာတွေကိုဆုံးမှာဆွေမျိုးဆိုတဲ့အထက်မှာထားလိုက်ပါတော့ကိုအိမ်နောက်ရှင်အိမ်နောက်ဘက်ကိုလည်းဆုံးမှာရတယ်တမန်ပြောအဲ့ဒါတွေကို renounce လုပ်ပြီးတော့ရဟန်းဘွားကူချတာမှန်ပါရှိခိထွန်းတန်းဆက်လာတယ်မှန်ပါသို့တော့အပြည့်တိုင်ကွာရှင်းပေးခင်ပေးခဲ့တဲ့ပါသလားဆိုရဲပေးကွာကြတာသူကကွာရှင်းပေးသည်ဖြစ်စေမကွာရှင်းပေးသည်ဖြစ်စေသူက renounce လုပ်တော့ရဟန်းဝင်လို့ရှိရင် ထိကမိမစီပါဖွင့်ပပန်းမိဘစီပါပဲဖွင့်ပန်းရမှန်ပါအမျိုးသမီးရသဘောတူသည်ဖြစ်စေသဘောမတူသည်ဖြစ်စေသူကအလိုလျောက်ရံဖြစ်သွားရင်ကွာရှဲမိတာဖြစ်သွားတယ်သူ့အနေနဲ့ကလည်းပန်းဆိုင်မှုတွေအားလုံးကိုဆုံးမပြေတာဖြစ်သွားတယ်နော်မှန်ပါအဲ့ဒါရှေးရှေးထုံးတယ်ကိုပြောပြတာပေါ့နော်မှန်ပါဖះလက်ထက်ကထုံးစံအပြစ်တိုက်กว่าရှင်းပေးဖို့ဆိုတာတရားဝင်กว่าရှင်းခွင့်ခုခေတ်လို့စာချုပ်တွေပါတယ်ဒိုက်ဗော့စ်လောက်တာတော့မရှိဘူး သူတရားဝတ်သားရတဲ့တပြိုင်တည်း question ပြီးသားဖြစ်ပါတယ်ဒီမှာနော်အဲ့လိုဆွလို့တယ် question ခွင့်မပေးဘဲယဟန်ပေါင်တဲ့ဝင်ကအကျင့်နေမယားအဖြစ်အရာရောက်နေစေလားဆိုတာနေမယားလို့သွားနေရင်တော့ဒီကဘုန်းကြီးကဆွန့်ထွက်ရမယ်သူကမှန်ပါအဲ့မကျူးလွန်ရင်တော့သူကနေလို့ရတယ်မှန်ပါဒီလိုပဲဖះလက်ထက်ကသထေသာသူဒိဋ္ဌာဆိုတာသူ့မိဖေတွေစီကိုအတင်းကျပ်ခွင့်တောင်းပြီးတော့ဝတ်တယ်မှန်ပါသူစနီးမယားနဲ့အိမ်မှာရှိတာမှန်ပါသို့သော် သူပါမမပတ်သက်ဘူးဆိုလို့ရှိရင်တော့သူကရဟန်းကောင်းပဲခုနလိုပတ်သက်ရင်တော့သူကပြည့်စုံတယ်အဲ့ဒါမြတ်စွာဘုရားတရားထွဲ့အပ်ချက်တော့ရတောရရနဲ့သူကွာရှင်းခဲ့တာမှဟုတ်ပါဘူး။ဟုတ်ပါဘူး။သို့တော်လည်းမပတ်သက်ဘူးဆိုအသိသွားပြီလေ။ခြံနာချင်းခံတဲ့အမျိုးသမီးအနေနဲ့ကြတော့နောက်ထပ်အိမ်တော်ပြုလို့ရတာလေ။ရတယ်ရတယ်။ဆုံးလို့တော့ရတယ်။အမျိုးသမီးတွေမှာအိန္ဒိယထုံးစံအရာပြောမှဆိုရင်တက္ကသိုလ် သူတို့မှာတားယောက်ျားထွန်းကားသည်ဖြစ်စေတားယောက်ျားထွန်းကားမှယောက်ျားရဲ့အဝေးကိုခံယူခွင့်ရှိတယ်မှန်ပါတားယောက်ျားမထွန်းကားလို့ရှိရင်သူကဒီတိုင်းပဲအဝတ်တစ်ခုအဝတ်တစ်ထည့်ကိုတစ်ခုနဲ့ပဲအိမ်ပေါ်ဆင်းရမှန်ပါဘာမှပတ်ဆိုင်ဝင်ဖြစ်တားယောက်ျားထွန်းကားလို့ရှိရင်တားယောက်ျားကိုအကြောင်းပြုပြီးတော့သူတို့ကတားကမှုခန္ဓာမှန်ပါသူကတော့မှုခန္ဓာမဟုတ်ဒါပေမဲ့တားကိုအကြောင်းပြုပြီးသူကအဆင်ပြေတယ် သားသမီးမရှိဘူးဆိုတော့အမျိုးသမီးကတော့ဒီတိုင်းပဲပါမဆက်ခံခွင့်မရှိတော့ဒါအိန္ဒိယရဲ့ထုံးတမ်းစင်တာဒါကြောင့်မို့လို့သူတို့ကသားသမီးမထွန်းကားဘူးဆိုရင်သူတို့ဘဝအတွက်ဒါဆိုရင်ခုခေတ်ကတော့အဲ့လိုမရှိတော့ပါဘူးเนาะမရှိတော့အနောက်တိုင်းကဆိုသားဆိုတဲ့ divorce လို့ယောက်ျားအများကြီးယောရတယ်လူမှုနဲ့သက်ဆိုင်တဲ့ဘာသာနဲ့မသက်ဆိုင်တာတည်း